အလုံးဝမင်္ဂလာပါတိလိုက်အလုံးဝမင်္ဂလာပါတတိတိဝါဒနာရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့16ရက်17လပိုင်း2025တတိတိဝါဒနာရှင်များအတွက်ကိုတတိတိလုံးမိုင်ဆိုင်လေးနဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်တက်ပြပေးမှဖြစ်ပါရခင်ဗျာတနည်းလေးမစားခင် Starzo ဖြစ်တဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးပြီဆိုရင် channel လေးကို subscribe လေးနှိပ်ထားပါပြီး notification ခေါင်းလောင်းလေးကိုတစ်ချက်နှိပ်ထားပါလို့ပြောချင်ပါတယ်ခင်ဗျာဒါမှသာလင်ကျွန်တော်တင်သမျှဗီဒီယိုအသစ်တွေကိုအချိန်နဲ့တပြေးညီရရှိရမှာဖြစ်ပါတယ်ခင်ဗျာအလုံးမဲကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်ဒီ20လေးကတော့ကျွန်တော်တို့ဒါเนาะထိုက်စီခါအပိတ်ဆိုပြီးတော့ကျွန်တော်တို့လုံမိုင်းဆိုင်လေးတွေနဲ့ခြားပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဓိကကျွန်တော်ဒီမှာပြောချင်တာကကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်ဒီ ဒီနှလုံးကြီးပေါ့နော်နှလုံးကြီးစိုက်လေးနဲ့သူကျွန်တော်ဒါချပြပေးမှာဖြစ်ပါတယ်ပေါ့နော်ပြီးတော့အလဲကောင်းလုံးမှန်စိုက်လေးနဲ့သူအပြီးပေါက်ပုံစံလေးဖြစ်သွားပါဖြစ်ပါတယ်ကဲဒါဆိုကျွန်တော်တို့တွင်နည်းလေးကိုစာကြအောင်ခင်ဗျဒါဆိုရင်ကျွန်တော်တို့ဒီမှာ တနည်းလေးကိုစမှာဖြစ်ပါတယ်ဆိုလိုချင်တဲ့သဘောရာကျွန်တော်တို့ဒီမှာပေါ့နော်ရှိရဲ့ရှိရဲ့တည်ရဲ့ဟော၃ရင်ပေါင်းတော့တည်ဖြစ်ပါတယ်ဒီက၅နဲ့ဒီကနန်း၃လုံးကိုပေါင်းလိုက်တာဖြစ်ပါတယ်ခင်ဗျာ သုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ကဗာရမလဲသုံးလုံးပေါင်းခြင်းဒီအဲဒီမှာကျွန်တော်တို့ကဒီကနေ့သုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ဗာရလဲ6ဆိုပြီးတော့ကျွန်တော်တို့ရပါတယ်နော်6ရဲ့ပါဝါကဒီဖြစ်ပါရဲ့ခင်ဗျအဲ့တော့ဒီကောင်ကကျွန်တော်တို့ဒီ6 6တိကီဖြစ်ပါရဲ့နော်6တိကီကကျွန်တော်တို့ဒီမှာထိစီကိုပေးရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒုတိယအနေနဲ့ထပ်ပြီးတော့ကြည့်အောင်ပါနော် အဲ့တော့ဒီမှာကျွန်တော်တို့6ရေ9ရေပေါင်းเนาะ6ရေ9ရေပေါင်းငါเนาะကျွန်တော်တို့ဒီမှာ6နဲ့ချက်ပေါင်းလိုက်တော့ကျွန်တော်တို့1ဖြစ်ပါတယ်ခင်ဗျာเนาะ1ရေပါဝါလည်း6ပဲဖြစ်ပါတယ်အဲ့ဒီမှာလည်း6တိကီဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကဒီ6ထိပ်စီ6 9 6ဆိုရင်ကျွန်တော်ထွက်ပါတယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာ6ရေ6ရေပေါင်းတော့ကျွန်တော်တို့4အဲ့ဒီမှာ6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့က၃ညဖြစ်ပါတယ်ခင်ဗျာ၃ညရဲ့ပါဝါကျွန်တော်တို့၅ဖြစ်ပါတယ်၃ည၅ကီးဖြစ်ပါတယ်ခင်ဗျာနော်၃ည၅ကီးဖြစ်ပါတယ်၃ည၅ကီးဖြစ်ပါတယ်၃ည၅ကီးကိုကျွန်တော်တို့ဒီမှာခါဆိုင်လေးနဲ့ထပ်မံပြီးတော့ကျွန်တော်ကြည့်အောင်နော်အဲ့တော့ခါဆိုင်ကကျွန်တော်ဒီမှာဒီကနန်းတော်လုံးဖြစ်ပါတယ်ခင်ဗျာနော်နော် ဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ပါမယ်ဒီနသုံးလုံးပေါင်းကြီးဒီကျွန်တော်တို့ဗာရလဲ6ရေ9ရေပေါင်းတော့ပြည့်ဖြစ်ပါတယ်เนาะအဲ့ဒီမှာ3နဲ့ပေါင်းတော့ကျွန်တော်တို့က4ဖြစ်ပါတယ်ခင်ဗျာเนาะအဲ့တော့ဒီမှာကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့က4ခါလို့ကျွန်တော်တို့ရရှိပါတယ်ဗောနော်ဒီ4ရเนาะအပုံစံနဲ့ပဲကျွန်တော်တို့ထပ်မှန်ပြီးတော့ဒီကနသုံးလုံးပေါင်းလိုက်မှာဖြစ်ပါတယ်ခင်ဗျာเนาะအဲ့တော့ဒီကနသုံးလုံးပေါင်းလိုက်တဲ့ခါကျတော့ကျွန်တော်တို့ဗာရလဲအဲ့ဒီမှာ6လို့ကျွန်တော်တို့ရရှိပါတယ်ခင်ဗျာ ကိုလိုရရှိပါတယ်အဲ့ဒီကိုဒီကျွန်တော်ဒီကိုဒီဟာဒီမှာကိုခါလို့ကျွန်တော်ထပ်ပြပါတယ်ခင်ဗျာအပေါ်နဲ့လေးနဲ့ပဲကျွန်တော်ထပ်ပြီးတော့ဒီမှာဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ကပါရတယ်နှလုံးပေါင်းခြင်းဒီကျွန်တော်တို့ပါရမလဲနှလုံးပေါင်းခြင်းဒီ9ရပါတယ်အဲ့ဒီ9ကိုကျွန်တော်တို့10နဲ့ပေါင်းမှဖြစ်ပါတယ်အဲ့ဒီ9ကို10နဲ့ပေါင်းလိုက်တော့ကျွန်တော်တို့ပါရမလဲ9 ငါးကို၈နဲ့ပေါင်းလိုက်တော့ကျွန်တော်တို့သုံးလို့ရပါတယ်เนาะအဲ့ရရှိလာတဲ့သုံးဒီကျွန်တော်တို့ခါလုံးမှန်ဖြစ်ပါဘောเนาะဒါဆိုရင်သုံးခါဖြစ်ပါတယ်ခင်ဗျာเนาะသုံးခါဖြစ်ပါတယ်အဲ့တော့သုံးခါကိုကျွန်တော်တို့အဲ့ဒီမှာဒီ၈ကကျွန်တော်တို့က6တကီးနဲ့တွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာ6 6တကီးနဲ့တွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီမှာဒါเนาะအဲ64 64 အဲ့ဒီမှာကျွန်တော်တို့64လို့ထွက်တယ်နော်အဲ့တော့ပြီးတော့ကျွန်တော်တို့ဒီမှာ is 4ဆိုပြီးတော့ကျွန်တော်တို့ကဒါတွဲလိုက်တဲ့ခါကျတော့64 64ဒီ4ဆိုပြီးကျွန်တော်ရရတယ်အဲ့ဒီမှာကျတော့ကျွန်တော်ကအဲ့တကိုအဲ့ကျွန်တော်တို့60နော်ဒီမှာ69ဒီမှာကျွန်တော်တို့တကိုပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့ကဒီမှာပါရမလဲဆိုလို့စီအဲ့ကျွန်တော်တို့အဲ့ဒီမှာ69ဆိုပြီးတော့ကျွန်တော်တို့ကရှေ့တွင်းနေပဲကျွန်တော်တို့ ထွက်သွားပါတယ်ဗောနော်အဲ့တော့ data ဆိုရင်ကျွန်တော်တို့ဒီမှာ၃ညနော်အနည်းအောင်နဲ့ပဲပြနော်အဲ့ဒီမှာ၃ညကဲ၃ညအတော့ပြီးလို့စီကျွန်တော်တို့က၃ညအဲ့ပဲ sorry နော်50နဲ့ကျွန်တော်တို့၃ပေါ့နော်ဒီရှည်ရွေးနှစ်တွဲရမှာဖြစ်ပါတယ်ဗောနော်ရှည်ရွေးနှစ်တွဲရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က နော်ဒါဆိုရင်ကျွန်တော်တို့ကဒီနောက်ပိတ်လေးကိုထပ်ပြီးတော့ကျွန်တော်ရှင်းလင်းကြထုတ်ပါမယ်ခင်ဗျာနော်နောက်ပိတ်ကကျွန်တော်တို့သူပြီးလာတဲ့ပုံစံပေါ့နော် ကဲဒါဆိုကျွန်တော်တို့ဒီမှာနောက်ပိတ်ပေါ့နော်ဟာဒီမှာကျွန်တော်တို့ကငားနဲ့ငားနဲ့ပေါင်းညင်သည်ငားနဲ့ငားနဲ့ပေါင်းညင်သည်ကျွန်တော်တို့ကရမလဲငားနဲ့ငားနဲ့ပေါင်းညင်ငားနဲ့6နဲ့ပေါင်းညင်သည်ကျွန်တော်တို့တိရပါတယ်တိရပါဝါ6ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့6နောက်ပိတ်နော်အဲ့တော့6နောက်ပိတ်ကိုကျွန်တော်တို့ကဒီမှာ6နောက်ပိတ်ကိုကျွန်တော်တို့ဒီမှာ တွဲက64ကိုเนาะ6နောက်ပိတ်ရ64ကျွန်တော်တို့တက်လေးဟို64ဟိုတက်လေးကိုအဲ့ဒီတက်6နဲ့ကျွန်တော်တို့တွဲမှာဖြစ်ပါရယ်ဗောနော်တက်6နဲ့တွဲမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ6နဲ့တွဲမယ်ဆိုရင်646เนาะเนาะအဲ့တော့ကျွန်တော်ဒီမှာတင်းနဲ့တွဲမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့အော်ကနားကဘယ်လိုထွက်မလဲဆိုတော့ကျွန်တော်တို့ဒါဒီမှာဗောနော် 64ကိုနော်ဒီလိုထွက်มาဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့က6နဲ့ထွက်တွဲမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ146နော်ဒီမှာလည်းကျွန်တော်တို့က14အဲ14နော်အစီဒီအောင်လေးကိုနော်အဲဒါမျိုးလေးတွဲလို့ရပါတယ်ပေါ့နော်အဲ့ဒီမျိုးတွဲလို့ရတဲ့ခါကျတော့ကျွန်တော်တို့ကဒီမှာထွက်သွားတာအဲ့ဒီမှာ 6လေး6လို့ထွက်ပါတယ်နော်။အဲ့ဒါလေးกว่าမှာ။အဲ့ဒါဆိုဒီမှာ6လေး6ထွက်ပါတယ်နော်။6လေး6ထွက်ပါတယ်။နော်။အဲ့ဒါ6လေး6ထွက်သွားပါပြီနော်။နော်အဲ့ဒါ6လေး6ထွက်ပါတယ်။အဲ့ဒါဆိုဒုတိယကန်နေနဲ့ကျွန်တော်ဆက်ကြည့်ပါဒုတိယကတ်အနေနဲ့ကျွန်တော်ဆက်ကြည့်ပါမယ်တဲ့နော်ဒုတိယကတ်အနေနဲ့ဆိုလို့စေတော့ကျွန်တော်တို့ကဒီမှာ ဒီနှလုံးပေါင်းခြင်းဒီ6ရယ်8ရယ်ပေါင်းတော့ကျွန်တော်တို့4ဖြစ်ပါတယ်ဗောနော4ဖြစ်ပါ4ပါဝါ4ဖြစ်ပါတယ်4ကိုကီဖြစ်ပါတယ်ဗောနော4ကိုကီကိုကျွန်တော်တို့ဒီမှာ69 69တွေ့ရမယ်နော်ဒါလည်း69တွေ့ရမယ်ဒီမှာဒီမှာကျွန်တော်တို့က19တွေ့ရမယ်ဒီမှာလည်း19တွေ့ရအောင်ဗောနော်အတွဲ4တွေထုတ်လိုက်တယ်ဗောတွဲ4တွေထုတ်ဒီမှာကျွန်တော်တို့ကဒီ၄နဲ့ကပ်မယ်ဆိုလို့ရှိရင် နော်နော်ကျွန်တော်တို့မှာ၄နဲ့ကပ်မယ်ဆိုလို့ရှိရင်6နဲ့နော်6နဲ့6နဲ့ပေါင်းကျွန်တော်တို့၄ဖြစ်ပါတယ်၄ရဲ့ပါဝါ9ဖြစ်ပါတယ်ပေါ့နော်၄နဲ့ကပ်မယ်ဆိုရင်ကျွန်တော်တို့မှာ 64ဖြစ်ပါတယ်เนาะ64ဖြစ်ပါတယ်အဲ့တော့ကိုယ်နဲ့ကမှာဆိုလို့ရှိရင်လည်းကျွန်တော်က6စနေကိုဖြစ်ပါတယ်ဗောနော်ဒီတန်းလေးကျွန်တော်တို့ရပါတယ်ဗောနော်အဲ့တော့ဒီနေရာမှာ ဒီနေရာမှာကျွန်တော်ပြောချင်တာကဒီနေရာမှာကျတော့ကျွန်တော်တို့ပြောချင်တာကနော်သူကဒီမှာကျတော့ကျွန်တော်အပြီးပေါင်းမကြအောင်ပေါ့နော်ဒီမှာ696ထွက်တယ်ပေါ့နော်696ထွက်တော့ကျွန်တော်ရှေ့တွေပဲကြအောင်ပေါ့နော်ဒီမှာကျွန်တော်ဒီဒီကီးမှာဆိုရင်ကိုခါဖြစ်တယ်ပေါ့နော်ဒီကီးမှာဆိုလဲကျွန်တော်တို့ကိုခါကျွန်တော်တို့ဝင်သွားပါတယ်ပေါ့နော်အထီးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကြောင်းမိတ်ဆွေများကိုဒါလုံးမှန်ကီးပေါ့နော်အပြီးပေါင်းဖြစ်ချင်လဲဖြစ်မယ်ပေါ့နော် เนาะဒီ site မှာ pivot ဖြစ်ချင်တယ်ဖြစ်ပါမှာပေါ့เนาะကြည့်ဒါဆိုကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ရှင်းလင်းချက်ထုတ်ပါမယ်ပေါ့เนาะဒီမှာနှလုံးမောင်းကြီးတွေလည်းကျွန်တော်တို့၄ပဲဖြစ်ပါတယ်ပေါ့နော်၄ပဲဖြစ်ပါတယ်၄ရဲ့ပါဝါလည်း၉ပဲဖြစ်ပါတယ်ပေါ့နော်၄ရဲ့ပါဝါလည်း၉ပဲဖြစ်ပါအဲဒီမှာကျွန်တော်တို့ကဒီမှာပါအထုံလဲဆိုတော့အဲဒီမှာ၃ည၃ရင်း ဆိုပြီးတော့ကျွန်တော်ထုတ်လိုက်တယ် USA ကျွန်တော်မှာ53 ကဲဒါဆိုကျွန်တော်တို့ဒီမှာ53 53ပေါ့နော်တွဲနဲ့တွဲထုတ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီက၄ခုနဲ့ကတ်မှာပေါ့နော်၄ခုနဲ့ကျွန်တော်တို့ကတ်မှာဆိုတော့ဒီမှာကျွန်တော်တို့က၄ပေါ့နော်၄ဒီမှာလည်းကျွန်တော်တို့ဒီ၄ပေါ့နော်အစရဒီမှာလဲ9ပေါ့နော်ဟွန်းနော်ဒါဆိုကျွန်တော်တို့ဒီမှာလဲ4နော် ီမှာလည်းကျွန်တော်တို့ကိုးပေါ့နော်အဲဒါမျိုးလေးကတ်တာဖြစ်ပါတယ်ပေါ့နော်ဒါရဆိုရင်ကျွန်တော်တို့ဒီမှာပါထွက်လဲကျွန်တော်တစ်ချက်ကြည့်အောင်ပေါ့နော်ဒီပုံမှာကြတော့ကျွန်တော်တို့ 646လို့ကျွန်တော်ထွက်သွားတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီအောက်မှာအဓိကထားရတော့ကျွန်တော်ဒီဒီမှာပေါ့နော်၃လုံးပိုင်းငါကျွန်တော်ခါဆိုက်ကိုပေးထားတယ်နော်ဒီ၅တုံညာကြီးညာဆိုတော့ကျွန်တော်ထိုးရမဲ့ထိုးွက်တွေကတော့အဓိကနာအဲ့ဒီကနန်လေးွက်ပေါ့နော်တူရမှာပါတယ်တူရမှာပါတယ်လိုင်းတော့လိုင်းရ туда сумку. Давай, закрывай меня. ကျတော့ဆိုကျွန်တော်ဒီမှာနော်3 9 3 9 3 9 3 9 3 9 3 4 5 3 4 5 3 9ဆိုပြီးတော့ကဏ္ဍ၄ခွက်ရရှိပါတယ်ပေါ့နော်ကဏ္ဍ၄ခွက်ကျွန်တော်ဒီမှာရရှိပါတယ်နော် ဒီဘွဲမှာကနန်းလေးခွက်ရတယ်အဲ့ဒါအပြီးပေါက်ဖြစ်နိုင်လားဖြစ်နိုင်လားဆိုတော့မိမိကိုယ်တိုင်စဉ်းစားပေါ့နော်အဲ तू ကပြေးလာတဲ့ပုံစံတော့ပေါ့နော်အဲကျွန်တော်တို့လမ်းကြောင်းတွေကတော့အများကြီးရှိတယ်ဒီနောက်မှနေကျွန်တော်ထောက်ပြလို့ရပါတယ်သူ့ရဲ့လုံးမိုက်နောက်တစ်ဆိုင်ရှိပါတယ်ဒီနှလုံးပေါင်းကျွန်တော်တို့နော်ဒီနှလုံးပေါင်း1တရပါဝါ6ကအဲ့ဒီမှာထိတ်စီကိုလည်းပေးတာရှိတယ်လို့နှလုံးပေါင်း1တရပါဝါ6ကနောက်ပိတ်ကိုလည်းပေးတာရှိပါတယ်နော်နောက်တော့ကျွန်တော်တို့ကဒီမှာကြည့် ီနှလုံးပေါင်းတစ်ပေါ့နော်ဒီနှလုံးပေါင်းတစ်ကလည်းကျွန်တော်နောက်ပိတ်ကိုပြေးတာရှိသလိုနော်ဒီနှလုံးပေါင်းတစ်ပေါ့နော်ဒီနှလုံးပေါင်းတစ်တရက်ပါวะကျွန်တော်တို့6ပါလဲရှေ့ကိုပြေးတာလည်းရှိပါတယ်ပေါ့နော်အဲဒါလေးတွေရှိတယ်အဲ့တော့ဒီမှာလဲကျွန်တော်တို့ကြည့်ရမယ်ဒီနှလုံးပေါင်း8 8ပါวะ3ပါလဲရှေ့ကိုပြေးမယ်ဆိုလို့ရှိရင်ပြေးလို့ရတယ်လို့နော်နော် အလုံးမရှိရှိပါပါတော့ဟာရှေ့ကိုပြီးမယ်ဆိုလဲပြီးလို့ရတယ်လို့အနောက်ကိုပြီးမယ်ဆိုရင်လည်းကျွန်တော်တို့ပြီးလို့ရတာဆိုတော့ဒီပွဲမှာเนาะနောက်ကိုပြီးမယ်ဆိုရင်လည်းပြီးလို့ရတယ်เนาะဒါဒါဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီ3เนาะဒီပုံစံတိုင်းကြည့်မယ်ဆိုရင်3 3လုံးဖိုင်ကနန်းတော့ကျွန်တော်တို့ကအဲ့ဒီတကွက်ကိုထိုးလို့ရပါတယ်ပေါ့เนาะ3 3လုံးဖိုင်တကွက်ထိုးလို့ရပါတယ် เนาะဒါသူ့ရဲ့စိုက်မှုကြတိုင်းပဲဆိုဒီဘက်မှာဖိုင်ငန်းန်းနေကောင်းပါတယ်ဗောနော်เนาะဖိုင်ငန်းန်းကောင်းပါတယ်အလုံးပဲเนาะဒီဘက်မှာเนาะသုံးသုံးလုံးထိုင်ကောင်းပါတယ်เนาะဖိုင်ငန်းန်းအဲ့တော့ဖိုင်ငန်းန်းက10ခွက်ရှိပါတယ်ဗောနော်เนาะ၃ညာ၃ညာကနေပြီးတော့ကျွန်တော်တို့ကိုယ့်ထီကို10ခွက်ရှိတယ်အဲ အဲ့ဒါလေးတစ်ချက်တည်းရှားပါဒီမှာ तू อ่ะ site က site ကြ kait ကြဆိုလို့ဆိုရင်ဒီနှလုံးပေါင်းခြင်း6 1 0 0ကတည့်ရပါဝါ6ကရှေ့ပေးတယ်လို့ဒီနှလုံးပေါင်းခြင်း1 1 0 0ပါဝါ6ကလည်းနောက်ကိုပေးတယ်ဒီသုံးလုံးပေါင်းခြင်းကျွန်တော်တို့၄ခါနဲ့6 4 6လို့ထည့်ကြတယ်เนาะဒီသုံးလုံးပေါင်းခြင်းဒီသုံးလုံးပေါင်းခြင်း6ခါနဲ့ဒီနှလုံးပေါင်းခြင်း1 1 0 0ပါဝါ6ဒီနှလုံးပေါင်းခြင်း1 1 0 0ပါဝါ6ဆိုရေကျွန်တော်တို့เนาะ6 9 6လို့ပေးရတယ်ဒီသုံးလုံးပေါင်းခြင်း3เนาะ ဒီသုံးလုံးပေါင်းချင်း3ဒီဒီနှလုံးပေါင်းချင်း6 6ပါဝါ3เนาะဒီနှလုံးပေါင်းချင်း6 6ပါဝါ3ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က3 3လုံးထိုင်ကဏ္ဍတစ်ခွက်ရှိပါတယ်ဗောနော်ထိုင်ကဏ္ဍတစ်ခွက်ရှိပါတယ်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့ဒီ6ရဲ့ကီးတွေနဲ့ကျွန်တော်တို့တွက်လိုက်တဲ့အခါကျတော့3ည3 4 5 3 4 3 3 9နဲ့เนาะအဲ့တော့ဒီမှာကျွန်တော်ရေးပြလိုက်ပါဗောနော်3ည3 လေးရယ်နော်၃ည39ရယ်နော်534ရယ်539ရယ်ပေါ့နော်ကဲအားလုံးအဲကျွန်တော်မိတ်ဆွေများနော်စိတ်နှစ်သက်ရအောင်ရွေးချယ်ပြီးတော့ကန်ဆန်းနိုင်ပါတယ်နော်အတက်တိတာမဟုတ်တဲ့အတွက်အဲကံရဲ့ညံရဲ့ဝိရိယရဲ့ပုံစံမှလည်းဒီပောက်ကွက်ဖြစ်မှာဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ video file အောက်မှာနော်အဲမန်နာတွေက ချို့ဂျိုးပြောမိုးပြောပြောပြီးလမ်းမှန်းလာရယ်ဆိုရင်ကျွန်တော်တခါလက် channel ကထုတ်မှာဖြစ်ပါရယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ကအခကျင်းကိုယူပြီးတော့ကျွန်တော်ရောင်းစားတာလည်းမဟုတ်ဘူး။ပေးနေတာလည်းမဟုတ်ဘူး။ထွက်ပါမယ်လို့အာမခံပြီးပေးနေတာလည်းမပါပါဘူးနော်။ကြိုက်နှစ်တမအားပေးပါမကြိုက်နှစ်တရင်ကျွန်တော်တို့ကြော်သွားပါပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ပေါ့မယ်လို့ကျွန်တော် view find တိုင်းမှာအာမခံပြီးပေးနေတာလည်းမဟုတ်ပါဘူးခင်ဗျာနော်။ အဲ့ဒါလေးတိတိချချာနားလေနားထောင်ပြီးတော့เนาะကျွန်တော်အောက်မှာဒီလိုများဝင်ပြီးတော့ဟောင်ကျင်နဲ့ဆိုရင်တေချာလေးလေ့လာပြီးမှဟောင်မှာလို့ကျွန်တော်ပြောချင်ပါတယ်เนาะအမှန်တရားလောက်တဲ့သူကဆက်ဆက်တိမခံပါဘူးเนาะကဲဒါပါပဲခင်ဗျအားလုံးမကန်ဆက်ကြပါစီเนาะကျွန်တော်တို့အပူတွေအခွာတွေထွက်လာရင်ထွိုင်းရင်နှစ်ကောင်ကနေတတိထားပါလို့ပြောချင်ပါတယ်เนาะ